မင်္ဂလာပါရှင်။ဘာမကိတိတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ဝင်ကပါစာ24တွင်မြောက်ကိုရီးယားနှင့်တွဲဖက်ထုတ်လုပ်မည်မင်းဆိုင်တုံးစီမံချက်အတွက်ညီအီက60ကျော်သိန်းယူမြောက်လိုက်ဤလူယုံမှုမြင့်ဆွေကကာထုတ်အရာရှိဖြစ်လာပြီးနောက်ညီသိန်းယူမှုဖြစ်ပွားတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းပြည်ဝင်မြို့နယ်ကျွဲနွားထောက်ကျေးရွာအုပ်စုရှိညီအီက60တသမ32ကျော်ကို ဆက်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ယုံကာပါစာ24ရက်အတွက်တင်ယူလိုက်ပြီးရင်းမြစ်နေရာမှာမြောက်ကိုရီးယားနှင့်တွဲဖက်ထုတ်လုပ်မည်မစ်ဆိုင်းတုံးစီမံချက်အတွက်လာရောက်မည်မြောက်ကိုရီးယားပညာရှင်များတဲကိုနိုင်ရေးအဆောက်များစောက်လုပ်ရန်ဖြစ်ကြောင်းစီဒီအမ်ဗိုလ်ကြီးစင်ယောကပြောဆိုပါရယ်အကြံဖက်မင်းအောင်လိုင်၏လူယုံဖြစ်သောဗိုလ်ချုပ်မူမြင့်စွေကိုကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်ဒုတိယဗိုလ်ချုပ်ကြီးရာတို့ဖြင့်တိုးမြှင့်ခန့်လိုက်ပြီးနောက်ပြည်ဦးလွင်မြို့နယ်ကာပါစာ24ရက်အတွက်မြေဧက60.32ကိုစတင်သိမ်းလာခြင်းဖြစ်ကြောင်း ပြည်သူများနေထိုင်သောရွာမြေကိုစစ်တပ်ကလက်နက်ထုတ်လုပ်ဆက်ယုံအတွက်သိမ်းယူခြင်းဖြစ်ပြီးရင်းနေရာတွင်မြောက်ကိုရီးယားပညာရှင်များလာရောက်သည့်အခါတဲခိုရန်အတွက်တဲခိုဆောင်များဆောက်လုပ်ရန်ဖြစ်ကြောင်းသိရှိရပါသည်။ပြင်ဦးလွင်အနီးစခန်းနားမှာတပ်မတိဆက်ယုံရှိတဲ့အဲ့ဒီတပ်မတိဆက်ယုံရဲ့နောက်မှာတင်နန်းကျောင်းလေးတစ်ခုရှိတဲ့တင်နန်းကျောင်းရဲ့သွတ်စည်းကျိုးရဲ့ဒီဘက်မှာကျွင်းရွာတောင်ဆိုတဲ့ရက်ွက်ရွာလေးရှိတဲ့အဲ့ဒီရွာကမြေကိုသိမ်းတဲ့အနေအထားမျိုးပဲဗျာ။ ရေအေက60သိန်းနဲ့ဆိုတော့စက်ရုံအတွက်တော့မဟုတ်ဘူးဗျ။ဘာဖြစ်မလဲဆိုတော့မြောက်ကိုရီးယားနဲ့အလုံးလုံးမဲ့စက်ရုံကပ္ပစ24ဆိုတာကတာရိုပစ်တာလက်ပစ်လောင်စာအခဲနဲ့ပစ်တယ်မြစ်ဆိုင်စက်ရုံ။ဒါပေမဲ့ဦးသိန်းစိန်လက်ထက်ကလေးကစပြီးတော့အနောက်နိုင်ငံတွေနဲ့ပြည်ပခါဖြစ်မှာဆိုလို့ဆိုပြီးရှက်လိုက်ရတာ။အဲ့ဒါကိုပြန်ဆမဲ့သဘောပဲ။ဒါပေမဲ့အေက60နဲ့ကဘာမှလုပ်လို့မရဘူး။မြောက်ကိုရီးယားတွေလာရင်ဂျာစကန် gas house လိုမျိုးရှိတာလိုမျိုးလုပ်မယ်အနေအထားမျိုးလိုပဲမှန်းဆရပါတယ်ဟု CDM ဗိုလ်ကြီးစင်ရောကပြောဆိုပါတယ်။အဆိုပါမြေသိမ်းမှုမှာမင်းအောင်လိုင်လူယုံဗိုလ်ချုပ်မိုးမြင့်စွေစက်တင်ဘာလ23ရက်နေ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်လာပြီးနောက်ပထမဆုံးသိမ်းယူသောမြေသိမ်းမှုအဖြစ်မှတ်တမ်းဝင်သွားပြီးကမ္ဘာကစောင့်ကြည့်နေသောမြောက်ကိုရီးယားနှင့်ပူးပေါင်းကောင်းလက်နက်ထုတ်လုပ်ရေးလုပ်ငန်းများပြန်လည်စတင်ပြီးသဘောဟုဆိုနိုင်ကြောင်း CDM ဗိုလ်ကြီးစင်ရောကဆက်လက်ပြောဆိုပါတယ်။ ဒီမြေသိမ်းမှုကမိုးမြင့်ဆွေလက်ထက်မှာဆဆလာခြင်းရောက်ရောက်ချင်းစောင့်နေထွင်ဆိုတဲ့ပုံစံမျိုးနဲ့စပြီးသိမ်းလိုက်တာပေါ့ကပ္ပစ24ရဲ့လုပ်ငန်းမြောက်ကိုရီးယားနဲ့စတဲ့လုပ်ငန်းတွေရပ်တန့်ထားတဲ့လုပ်ငန်းတွေပြန်ပြီးလည်ပတ်တော့မယ်လို့တော့မှန်းဆရတယ်။မြေသိမ်းရာမှာအခမဲ့လွှဲပြောင်းနေဆိုတော့ပြည်သူပိုင်မြေတော့မဟုတ်ဘူး။အဲ့ဒီဘက်ကျိုးဝိုင်းလာကျိုးပြင်လာဓမ္မဦးချမြေလာတခုခုပေါ့ဟု၎င်းကဆက်လက်ရှင်းပြပါတယ်။ 2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်အကြမ်းဖက်စစ်တပ်ကရုရှားမြောက်ကိုရီးယားတရုတ်နိုင်ငံတို့နဲ့ပုံမထိတွေ့ဆက်ဆံလာပြီးအထူးသဖြင့်အဆိုပါနိုင်ငံများမှစစ်လက်နက်ပစ္စည်းများနှင့်ဤပညာများကိုပုံမရယူနိုင်ရေးကြိုးပမ်းလာသည်ကိုမြင်တွေ့ရသည်စက်တင်ဘာလ26ရက်နေ့ကမြောက်ကိုရီးယားကမြန်မာစစ်တပ်ထံသို့လက်နက်ရောင်းချမှုတွေပါဝင်ပတ်သက်နေသောလူပုဂ္ဂိုလ်၅ဦးနှင့်ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးထံခန့်ပိတ်ဆို့အရေးယူခဲ့ပြီးရှင်းသူအရေးယူခံရသူများတွင်မြန်မာစစ်တပ်အတွက်လက်နက်များဝယ်ယူပေးနေသော Friday Shoreline Company ကုမ္ပဏီဝန်ထမ်းကျော်သူမျိုးမြင်ကုမ္ပဏီ CEO အမှုဆောင်အရာရှိချုပ်တင်မျိုးအောင် Friday Shoreline Company ဒါရိုက်တာအောင်ကိုကိုဦးတို့ကိုအမေရိကန်ကစီးပွားရေးတန်ခတ်အရေးယူမှုချမှတ်ခဲ့သည်ဆက်လက်ပြီးလောင်လုံးမျိုးပေါ်ရှိစစ်တပ်တပ်ဆွဲထားသောထွေးအုပ်ယုံနှင့်လူဝင်မှုကြီးကြပ်ရေးယုံကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်တေဆုံးမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် တနင်္သာရီတိုင်းနောင်လုံးမြို့ပေါ်ရှိအစံဖက်စစ်တပ်တပ်ဆွဲထားသောထွေအုပ်ယုံနှင့်လူဝင်မှုကြီးကြပ်ရေးယုံကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိကြောင်းကမ်ပေါ့ဒီဖရန့်ဖို့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်စက်တင်ဘာလ30ရက်နေ့နနက်6:30မိနစ်ခန့်တွင်နောင်လုံးမြို့ပေါ်၌အစံဖက်စစ်တပ်ကအင်အား80ခန့်ဖြင့်တပ်ဆွဲထားသောထွေအုပ်ယုံနှင့်လူဝင်မှုကြီးကြပ်ရေးယုံကိုထော်လန်ရေးပူပေါင်းတပ်ဖွဲ့ကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ထိုထိတွေ့တိုက်ပွဲသည်နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးအချမ်းပတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။လောင်လုံးမြို့ပေါ်မှာစစ်ခွေးအင်အား80ခန့်နဲ့တပ်ဆွဲထားတဲ့ခွေးအုပ်ယုံနဲ့လူဝင်မှုကြီးကြပ်ရေးယုံကိုကျွန်တော်တို့တော်လန်ရေးပူပေါင်းတပ်ဖွဲ့ကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာပေါ့။တိုက်ပွဲကြာချိန်ကတော့နှစ်နာရီခန့်ကြာမြင့်ခဲ့တဲ့ဝင်ရောက်ပစ်ခတ်ချိန်အတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိတဲ့အရေးအတွက်အသေးစိတ်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟုကမ်ပေါ့ဒစ်ဖရန့်ဖို့မှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကဒေါနာစစ်ကြောင်းသုံး KVDF ဒေါနာတပ်ခွဲခုနှစ် LBF Federal ဒူဝင်ကျဲတပ်ခွဲ FBF တဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF ရမညမွန်တပ်တော် RMA တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ရေးပူးပေါင်းတပ်ခွဲဘက်မှရဲဘော်နှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဆလပီအစင်းသက်တစ်ခုတို့ရောက်လာနေသောတော်လန်ရင် မေယာတီကုံဆုံးကနီလာပြီးဖြစ်တော်လဲအရှိတောင်အာရှရှိသတင်းကောင်းစည်းများကတော့ထိုင်းကမ္ဘောဒီးယားနေချာပြိပခာဒေါ်နယ်ထရန့်၏ကုံသွဲမှုတိုးမြင့်ကောက်ခံလာသည့်အရေးများတွင်သာတဝဲဝဲတလဲလဲဖြစ်နေစေပင်ထို့သောမြန်မာတို့၏ပြည်တွင်းစစ်ကအာယုံစိုက်ခံရမှုရောပါနေစေပင်ဖြစ်သည်ဟုနီကီအေရှားရီဗျူးတွင်ဆောင်းပါးပါရှိလာခဲ့သည်အစာပိုင်းတွင်တိုင်းသားလက်နက်ကိုင်အဖွဲ့များ၏အောင်မြင်မှုများနှင့်စစ်တပ်မှတပ်ဆုပ်တဲဆုပ်နေရသည့်အဖြစ်များကြောင့်အံ့အားတက်တဲ့ဖြစ်ခဲ့ကြသည် သို့သောစစ်တပ်၏ဗျူဟာအသစ်များနှင့်တရုတ်ဘက်မှထိတိယောက်ယောက်ဩစာတက်ရောက်လာနိုင်ခဲ့မှုများကြောင့်ဖြီးရင်းစစ်သည်နောက်ထပ်အဆင့်သစ်တစ်ခုတက်လန်းလာနေပြီဖြစ်သည်ပထမဆုံးအပြောင်းလဲသည်ကဇူလိုင်31တွင်အရေးပေါ်အခြေအနေကိုရုပ်သိမ်းပြီးစစ်ကောင်စီကိုဖျက်သိမ်းလိုက်ခြင်းပင်ဖြစ်သည်နေအောင်လိုက်သည်ယာရုနှစ်ခုကိုဆွန့်လွှတ်လိုက်ရတော့လေယာယီသမရအဖြစ်ဒီဇင်ဘာလ28တွင်ပြုလုပ်မည်ရွှေကောက်ပွဲပထမအဆင့်သမရအဖြစ်ဆက်ရှိနေမည်ဖြစ်သည် စစ်အုပ်စုသည်ရွေးကောက်ပွဲဖြင့်ပြည်ရင်းပြည်ပမှပါတရားဝင်မှုရရှိလာလိမ့်မည်ဟုသောခံယူချက်ဖြင့်လုံပန်းလာခြင်းဖြစ်သည်သို့သောလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့များအလုံးက၎င်းတို့အုပ်ချုပ်ရေးတက်ဆိုးရှိရန်ဒီမိုကရေစီကောင်စင်တက်လာသည့်အယောင်ဆောင်မှုသာဖြစ်သည်ဟုပေချခဲ့ကြသည်စေအုပ်စုသည်နိုင်ငံ၏27ရာခိုင်နှုန်းသာထိန်းချုပ်နိုင်နေ၍အမှန်တကယ်တရားမျှတပြီးလူမှုဆန္ဒကိုစားပြုသည့်ရွေးကောက်ပွဲမျိုးဖြစ်လာဖို့ကရွှေပြည်တော်မျှော်တိုင်းဝေဟုဆိုရမည်သာဖြစ်သည် စစ်တပ်၏ဘျူရိုကရေစီလက်ကွက်များအပြင်၎င်းတို့၏အကြီးအကဲအားပြုနေရသည့်တရုတ်ကလည်းနိုင်ငံမြောက်ပိုင်းတွင်တိုက်ပွဲများရှက်သွားအောင်တိုး၍ကြိုးပမ်းပေးလာခဲ့သည်။တရုတ်သည်မြန်မာတွင်ကာလကြာမြင့်စွာကလေးကနှစ်ဖက်ခွာ၍ကစားနေသူဖြစ်သည်။2029စစ်စင်ရေးကိုမတိမတာခွင့်ပြုပေးခဲ့ပြီးတပ်ဖက်တွင်လည်းစစ်အုပ်စုကို2021-23အတွင်းဒေါ်လာ268တန်ဖိုးအထိလက်နက်များရောင်းချပေးခဲ့သည်။ ၎င်းတို့မျက်စိမိတ်ပြခဲ့သော2029စစ်စင်ရေးဖြင့် EAO များအောင်ပွဲလီလီရခဲ့ခြင်းတွင်တော့တရုတ်တို့လမ်းကြောင်းပြောင်းလာခဲ့ရသည်စစ်အုပ်စုအားတန်တမာရေးဘက်တွင်ပို၍ဖလဲတကင်းလှုပ်လာသည်တရုတ်ပြည်သူလွတ်မြောက်ရေးတပ်တီထောင်ခဲ့သည့်68နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားအားတရုတ်တန်ယုံမှလူပေါင်း930ခန့်အထိဖိတ်ကြားခဲ့သည် EAO များလည်းထိုးစစ်အားလုံးရပ်တန့်ပေးဖို့ကြဲကြဲလောင်လောင်ပြောဆိုလာခဲ့သည် MNDAA အားလာရှိုးကိုမြန်မာစစ်တပ်အားပြန်ပေးလိုက်ရသည့်အထိအကြက်ကင်နိုင်ခဲ့သည် တရုတ်တို့၏အနိုင်ကျင့်ချိန်ချောက်လာမှုကိုအာခံပြီးတအောင်တိုင်းသားတို့၏ TNL မှတရုတ်သည်၎င်းတို့အကျိုးစီးပွားကိုသာကြည့်သူများဟုလူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပြီးစစ်အုပ်စုကိုဆက်၍တိုက်သွားရန်ဆုံးဖြတ်ခဲ့ကြသည်မကြမီကစစ်အုပ်စုနှင့်တုံးချိန်မြောက်ဆွေးနွေးခဲ့တော်လဲ၎င်းတို့ဘက်ကတနက်တစ်ချက်မဖောက်ရဘဲ TNL တို့တင်ပိုက်ထားသောမြို့များပြန်ပြီးရန်အတင်းအကျပ်တောင်းဆိုလာ၍ပြက်ပြသွားခဲ့ရသည်ဒုတိယအပြောင်းလဲသည်ဘီဂျင်းသည့်အင်အားတောင်ဆုံးဖြစ်သောဝါတက်များအပေါ်စေလိုရစေလှုပ်လာနိုင်ခဲ့ခြင်းဖြစ်သည် ဝါများသည့်၎င်းတို့ကိုနိုင်ကပြိပခတွင်မပါဝင်ခဲ့တော့လဲ MNDAA TNL နှင့် SSPB တက်များကိုစည်ရင်းနှင့်ဗန္နာရဲအကူအညီများပံ့ပိုးပေးခဲ့သည့်တရုတ်ကဝါအရာရှိများအားဖမ်းဆီးခြင်းပိုင်ဆိုင်မှုများထိန်းချုပ်ဖြစ်ခြင်းနှင့်နေချားခိတ်များပိတ်ပစ်လာ၍ဝါနိုင်ငံရေးဦးဆောင်အဖွဲ့မှမြည်သည့်အဖွဲ့အစည်းကိုမှအကူအညီမပေးတော့ဟုကြေညာလာခဲ့ရသည် ထို့အတွက် EAO တို့ထိုးစစ်ဆင်နိုင်မှုကိုထိခိုက်သွားခဲ့ရသည် တတိယကစစ်အုပ်စုဘက်မှအောင်ပွဲများရုတ်ချီးဆိုသလိုရရှိလာခြင်းဖြစ်သည်ဇူလိုင်လတွင်တနစ်ကျော်များတိုက်ခိုက်ခဲ့ရပြီးနောက်နောက်ချို့ကိုပြန်ရသွားခဲ့သည်ဒီမော့ဆိုအားလည်းကရင်နီမြစ်ပြည်သူ့ကာကွယ်ရေးတပ်များထံမှပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဇွန်လ30ရက်နေ့တွင်မိုးပြဲကိုပြန်ရသွားပြန်သည်ဒီပဲရင်အားလည်းပြန်သိမ်းနိုင်ခဲ့သည်၎င်းတို့အတွက်အရေးပါဆုံးဟုပြော၍ရသည်ကထိုင်းနယ်ခြားနှင့်နိုင်ငံအလဲပိုင်းကိုဆက်ထားသည့်အမတ်တီအာရှအဝေးပြေးလမ်းမကြီးကိုသိမ်းယူနိုင်ခဲ့ခြင်းပင်ဖြစ်သည် ရခုအကောင်အလုံးကဗမော်ကိုစောင့်ကြည့်လာနေကြသည်။ KIA သည် မကြာမီကသိမ်းယူထားသောစက္ကန့်နှစ်ခုကိုလက်လွတ်ပေးခဲ့ရသည်။စစ်အုပ်စု၏အောင်မြင်ခဲ့မှုများကြောင့် EAO တို့ဤဖွင့်ငွေထိခိုက်သွားခဲ့ရသည်။၎င်းတို့စစ်ကြောင်းထိုးလာမှုကြောင့်ဖားကန်ရှိကြောက်စိန်တွင်များကတာခရိုင်ဒိုးပင်ရှိငွေနစ်တုတတ်ထုတွင်များမန္တလေးတိုင်းအတွင်ရှိဖျားတောင်ရွှေတွင်များပါထိခိုက်သွားခဲ့ရသည်။ထို့သောအောင်မြင်ခဲ့မှုဤအတိကအကြောင်းရင်းဒီကဝေဟင်ကိုထိန်းချုပ်ထားနိုင်မှုပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိလက်နက်ကိုင်ပြိပခါများဖြစ်ပွားရာဒေသများ၏အချက်အလက်များပြုစုနေသော ACLED အဖွဲ့ကြီးမှထုတ်ပြန်သောအချက်အလက်များအရဇန်နဝါရီနှင့်မေလအတွင်းလေကြောင်းတိုက်ခိုက်မှု1134ချိန်ထိဖြစ်လာခဲ့သည်ထို့သော2023အလားတူကာလအပိုင်းခြားအတွင်း169ချိန်2024တွင်640သာရှိခဲ့သည်တရုတ်အစိုးရပိုင်ကုမ္ပဏီများကလည်းဘုံများထုတ်လုပ်နေသောကပ္ပဆာ20တိအတွက်လိုအပ်သောပစ္စည်းများလေးချင်းမှုများနှင့်ပုံစံများပံ့ပိုးပေးခဲ့သည် ထို့သို့ဖြင့်မြေပြင်ထိုးစစ်များကိုလေကြောင်းလက်နက်ကြီးပစ်ကူများဒရုန်းများဖြင့်ဟန်ချက်ညီညီတိုက်ခိုက်နိုင်ခြင်းဖြစ်သည်ထို့သို့စစ်မြေပြင်အနေအထားရွေးလျားလာမှုနှင့်တရုတ်တို့ဝင်ရောက်ထိုးဖောက်လာမှုများကြောင့်ယခုအချိန်သည်အရေးကြီးဆုံးအပိုင်းသို့ရောက်ရှိလာခဲ့သည်ထို့သောညလည်းမြန်မာစစ်တပ်အနေဖြင့်ရခိုင်ကလိုပြန်လည်ရည်တည်နိုင်ဖို့ကအလံဝင်းနေစေပင်ဖြစ်သည်နိုင်ငံ၏အစိအပိုင်းအနေငယ်ကိုသာဆက်လက်ထိန်းချုပ်ထားပြီးနေဆက်ပြည်နယ်အများစုနှင့်လည်းအဆက်အသွယ်ပြတ်တောက်နေစေဖြစ်သည် အထူးသဖြင့်အာရကတက်တော်သည်တိတိတတ်တာအောင်မြင်မှုများရရှိလာပြီးအရာဝတီမကွေးနှင့်ဘကိုးဒေတာကြီးများအထိထိုးပေါက်လာနိုင်ခဲ့သည်ချင်းညီနောင်များအဖွဲ့တို့လည်းလက်နက်များပံ့ပိုးပေးလာနိုင်ခဲ့သည်မြောက်ပိုင်း EAO အဖွဲ့များအချိန်မလားဖြစ်လာချိန်တွင်အာရကတက်တော်ဘက်မှဆက်လက်အောင်မြင်မှုများရရန်ဆက်လက်ထိုးစစ်များဆင်နွှဲရမည်ဖြစ်သည့်အပြင်အခြား EAO အဖွဲ့များကိုလည်းပံ့ပိုးပေးသွားရမည်ဖြစ်သည်လက်ရှိကာလတွင်တော်လန်ရေးဤအနာဂတ်ကိုအဆုံးဖြတ်ပေးမည်အချိန်ရောက်ရှိလာနေပြီဖြစ်သည် စစ်တပ်သည်အောင်မြင်မှုများတိုး၍ရလာပြီးလုံနေကြနီလန့်များအတိုင်း EAO များနှင့်သဘောတူညီချက်များရရှိသွားမည်ဆိုကာနိုင်ငံအနှံ့ပြားကိုပြန်လည်ထိန်းချုပ်သွားနိုင်တော်မည်ဖြစ်သည်ကိုတတိမူကြရမည်ဖြစ်သည်ဖြစ်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်